အင်ကွင်းမှာလူစင်ဘုတ်ကိုကိုမိုးရွာနိုင်မဲ့ဂျာမနီဒုက္ခဆိုတောက်ကြံရောက်ဥရောပဆိုကမ္ဘာဖလားခြေစပွဲ ပွဲကျူတုံးတက်ချက်များအလုံးမင်းလာပါဘလေးမိတ်ကဂျာနယ်ကနေပြန်လဲကြိုးဆိုပါရခင်ဗျာဒီကနေ့မှာတော့တောက်ကြညအတွက်ဥရောပဆုံးကမ္ဘာဖလားခြေစပွဲပွဲကျူတုံးသက်ချက်တီလာပါပြီကလောင်ရှင်ဒုက္ခဆိုရဲ့တုံးသက်ချက်အနေနဲ့နားဆင်အောင်မှဖြစ်ပါတယ်ပထမအဦးဆုံးပွဲစဉ်ကကာဂစ္စတန်နဲ့လက်ချင်စတိတ်ည၈:၃၀ပါအုပ်စုဇာအောက်ဆုံးနှစ်သင်းရဲ့တွေ့ဆုံမှုဖြစ်ပြီး ပါကစ္စတန်က၃မှတ်သာရထားသေးတယ်လို့လက်ချင်စတိန်ဆိုရင်တမတ်မှမရသေးပါဘူး။အုပ်စုတွင်းမှာပါကစ္စတန်ရခဲ့တဲ့၃မှတ်ကလည်းပြီးခဲ့တဲ့ match လောက်လက်ချင်စတိန်နဲ့အဝေးဝင်ပထမကြော်မှာဖြစ်ပြီးတူးစီးနဲ့နိုင်ခဲ့တာပါ။နောက်ပြီးလက်ချင်စတိန်ရဲ့အဝေးဝင်ခံစစ်ကလည်းအတော်ကိုညံ့ပါတယ်။ပါကစ္စတန်ကိုအနိုင်ဆုံးနှစ်ကိုပြက်ကနေစကြည့်ရမယ်ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်ဒုတိယမြောက်ပွဲစဉ်ကတော့ဘယ်လ်ဂျီယံနဲ့မြောက်မက်ဆီဒိုနီးယားညတနာ15ပါ ဒုတိယနေရာကဘယ်ဂျန်ဟာဥဆောင်သူမြောက်မက်ဆီဒိုနီးယားထက်တမတ်ပိုနေပေမဲ့တပွဲရော့ပါအုပ်စုတွင်မှာဘယ်ဂျန်ဟာအင်္ဂွေနှစ်ပွဲစလုံးနိုင်ထားပေမဲ့ဝဲကို၃ခုပြန်ပေးခဲ့ရတဲ့သူတို့ရဲ့ခံစစ်ကစိတ်မချရပါဘူးပြီးခဲ့တဲ့ဇွန်လပထမအကြိမ်အဝေးခွင်းတော့ကလည်းဘယ်ဂျန်ဟာမြောက်မက်ဆီဒိုနီးယားကို1-1တည်တာကန်နိုင်ခဲ့ပါတယ်ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာမြောက်မက်ဆီဒိုနီးယားနဲ့အာပိတနဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်ပြင်သစ်နဲ့အဇာဘိုင်ဂျန်ညတနာ15 အုပ်စုတွင်သုံးမှတ်ဖြတ်ဥဆောင်နေတဲ့အသင်းနဲ့ဇယားအုပ်ချီအသင်းတို့တွေ့ဆုံမှုပါပြင်သစ်မှာဒမ်ဘီလီနဲ့တီချူအာမီနီယိုအပါအဝင်အရေးပါတဲ့ကစားသမားအချို့ကမပါနိုင်ပါဘူးအဇာဘိုင်ဂျန်ကတော့ခန်စစ်ဘိတ်ကစားမှာဖြစ်တယ်လို့ဒီလိုပွဲစဉ်မျိုးမှာဂိုးအနည်းကအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်ဂျာမနီနဲ့လူဇင်ဘတ်ညတနာ25ဂျာမနီဟာပြီးခဲ့တဲ့လအပွင့်မှာဆလိုဗေးကီးယားကိုအဝေးဝင်ရှုံးခဲ့ပေမဲ့အင်ကွင်းမှာမြောက်အိုင်ယာလန်ကို3-1နဲ့နိုင်ခဲ့ပြီးပြန်လည်ရုံးထနိုင်ခဲ့ပါတယ် လူစင်ဘက်ကတော့အုပ်စုတွင်အားအနေဆုံးအသင်းဖြစ်တယ်လို့တမတ်မှလည်းမရသေးပါဘူး။ဒါ့အပြင်လူစင်ဘက်ဟာအဝေးဝင်းခံစစ်ရောတိုက်စစ်ပါညံ့ပါတယ်။ဂျာမနီကိုအနေဆုံး၃ခုပြက်ကနေစကြည့်ရမယ်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာပါ။အိုင်စလန်နဲ့ယူကရိန်းညတနာ25ပြင်းတဲ့ကွင်းမှာဥဝန်းနဲ့ရှုံးခဲ့ရပေမဲ့အပွင့်နှုံးကအဇာဘိုင်ဂျန်ကိုအိမ်ကွင်း၅ခုပြည့်တွင်းခဲ့တဲ့အိုင်စလန်ရဲ့အခြေအနေကမဆိုးပါဘူး။ယူကရိန်းကတော့ပြင်းတဲ့ကို ဂိုးပြန်မသွင်းနိုင်ပဲရှုံးခဲ့တယ်လို့အဇာဘိုင်ဂျန်ကိုလည်းသိရသာကန်နိုင်ခဲ့ပါတယ်။ဒါအပြင်ယူကရိန်းဟာအဝေးကွင်းနောက်ဆုံးတွေ့ဆုံမှု၅ပွဲမှလည်း၄ပွဲမနိုင်ပဲ၂ပွဲရှုံးထားပါတယ်။အဝေးကွင်းကနေပေးထားပေမဲ့အိုက်စ်လန်နိုင်မနိုင်ကိုသာကြည့်ရမယ်ပွဲစဉ်မျိုးလို့တုံးသက်ထားပါတယ်။ကိုဆိုဗိုနဲ့ဆလိုဗေးနီးယားညတနာ15ပါအပွဲမှာဆစ်ဇလန်ကိုဂိုးပြတ်ရှုံးခဲ့ပေမဲ့အောက်စုဒုတိယပွဲမှာတော့ကိုဆိုဗိုဟာဆွီဒင်ကို2-0နဲ့အနိုင်ရပြီးအန်အားသင့်အောင်လုပ်ပြထားပါတယ်။ ဒါပြင်ကိုဆိုဘိုကပြိုင်ပွဲအရရဲ့နောက်ဆုံးအင်ကွင်း6ပွဲစလုံးကိုနိုင်ထားပါတယ်။ကလိုဗေးနီးယားကတော့တမတ်တာရသေးသလိုသူတို့ရဲ့နောက်ဆုံးအဝေးဝင်6ပွဲမှာလည်းတပွဲသာနိုင်ခဲ့ပါတယ်။ဒါကြောင့်အင်ရှီရဲ့ပြိတက်လို့ရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။မြောက်အိုင်လန်နဲ့ဆလိုဗေးကီးယားညတနာ25အုပ်စုတွင်မှာဂျာမနီနဲ့အဝေးဝင်တပွဲပဲရှုံးထားတဲ့မြောက်အိုင်လန်ဟာအင်ကွင်းမှာတဲ့အသင်းမျိုးပါ မြောက်အိုင်လန်နောက်ဆုံးအင်ကွင်း6ပွဲစလုံးမှာလဲ9ပွဲကနှစ်ဖက်သွင်းကို2ဂိုးနဲ့အောက်ဖြစ်ထားပါတယ်။ဆလိုဗေကီးယားကတော့အင်ကွင်း2ပွဲစလုံးကို1-0 2-0နဲ့သာနိုင်ထားတာပါ။ဆလိုဗေကီးယားကတော့အုပ်စုတွင်2ပွဲစလုံးကို1-0 2-0နဲ့သာနိုင်ထားပါတယ်။ဒီလိုပွဲစဉ်မျိုးမှာဂိုးအနည်းကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာပါ။ဆွီဒင်နဲ့ဆစ်ပါလန်ညတနာရီ15ဆွီဒင်ကတမတ်တာရသေးချင်းဆစ်ဇလန်ကတော့2ပွဲစလုံးအနိုင်နဲ့အုပ်စုအမှတ်ပေးစရာကိုဥဆောင်နေပါတယ်။ ISIS ယောဂရတ်တို့လိုတိုက်စစ်မှုတွေကြောင့် ဆွီဒင်ဂိုးမရမှာမပူရပါမယ်။ခန်စစ်ကတော့အနည်းငယ်ညံ့ပါတယ်။ဆွစ်ဇာလန်ကတော့ပြိုင်ပွဲဆို9ဝက်ဆက်အနိုင်နဲ့အတူပုံစံကောင်းရနေတာပါ။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးအများကစိတ်ချရမယ်။ပွဲစဉ်မျိုးလို့သုံးသက်ထားပါတယ်။ playmaker နောက်ဆင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်။ကျွန်တော်တို့ playmaker ရဲ့နောက်ဆုံးရပွဲကြိုသုံးသက်ချက်တွေနဲ့ပွဲကြိုသုံးသက်ချက်အပြည့်စုံကိုတော့ကျွန်တော်တို့ playmaker ရဲ့ Telegram channel မှာ live နောက်ဆင်လို့ရပါတယ်။